တလားကိုတစ်ချိန်လေးပဲတကယ်ထုတ်မယ်သူများကစရက်တစ်ချိန်ထုတ်နေတဲ့အချိန်မှာခင်ဗျားတို့တလားတစ်ချိန်တော့တကယ်မထုတ်နိုင်ဘူးဝါသာဖြန့်ချီရယ်စိတ်တက်စိတ်ကြီးမလုပ်နိုင်ဘူးတေးသွားတဲ့လူတွေအတွက်လည်းဘာမှခွဲတကောင်အကြောင်းတမီးတော့တန်ဖို့မရှိတာတော့အသက်ကြီးကဒီပင်းကြီးကိုပုံချေခဲ့တဲ့တိုင်းတော့ဆိုရပါတော့မင်းကမေးချက်မစင်ကြီးရလားဒီခုအိမ်ပြန်ရောက်သွားပြီမင်းကမိန်းမတွေကလေးနေတယ်အေးမိန်းမတွေကလေးတွေမင်းကမေးလားဟာဘာတွေလုပ်ခဲ့လဲလုံးစင်ပြေးရလားပင်မန်းနေလားမင်းဘာဖြစ်မှလဲ ဟယ်လိုချရမီဘာပြည်သူညကိုမော်မာများအားလုံးပဲမင်္ဂလာပါ Newsbeat Channel ကနေပြန်မှကြိုဆိုလိုက်ပါရစေ2025ခုနှစ်မေလ14ရက်နေ့ကျော်တော့ဘော်ဒိုနေမနေ့ပိုင်းမှာနောက်ဆုံးရသေးတဲ့ဦးဖျက်ဖျက်တော်လန်တရင်ထူတရင်ကောင်းမြောက်တင်ဆက်ပေးသွားမှာမလို့ဗီဒီယိုကျောင်းတဲ့သူစာဆောင်ကြည့်ရှုပေးချဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေကျွန်တော်အယုံဆုံးနေတဲ့ခါတိုင်းလိုပဲတရင်တို့တရင်ထူလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တပို့အနေနဲ့ကတော့ကရင်ပြည်နယ်လိုင်းပွဲမြို့နယ်ဒေါနာတောင်တန်းရှိချမ်းနော်တရတောင်ချီမှာရှိတဲ့တာလဲဘျူအာစခန်းကိုကန်ယူကနေပြန်မှာစတင်တိုက်ခိုက်ပြီး၄မြောင်းနေမှာ တင်းယူလိုက်ပြီဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဖန်ခရိုင်လက်ဘွဲမြို့နယ်ပိုင်ချုံမြို့တမ္မာခွန်စီရေးလှူရှားမှုနေမြေထက်ကတလဲချွေရနီနာမှာရှိတဲ့ viewers ကန်ကိုကရင်မျိုးသားစီုံကန်ယူလက်ခံကရင်မျိုးသားလူမျိုးရေးတမတော်ကန်နယ်လေးကရင်မျိုးသားကောက်ွယ်ရေးတပ်ကန်ဒီဒူကနေပြီးတော့မှမေလာကိုင်းနေမှာစတင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။တိုက်ခိုက်ခံရတဲ့အချိန်မှာစစ်ကောင်စီတပ်ကနေပြီးတော့မှလည်းစခန်းလင်းမလို့ရဖို့နေစီနီပါလေးကြောင်းနေပြီးတော့မှ ပြစ်ကိုပေးပြီးတော့မှကုခံခဲ့တယ်လို့သိရတာဖြစ်ပါတယ်။ဘုံကျတခတ်မှုတွေနဲ့တိုက်ပွဲတွေကြောင့်တလဲကျေးရွာဒေသခံရွာသူရွာသားတွေဟာရွာလုံးကျွနီပါထိုင်းနိုင်ငံပြချောင်းကိုတပြေးသိမ်းရှောင်နေကြတယ်လို့ကျွန်တော်တရားရပဲဖြစ်ပါတယ်ဆိုတော့ကျတို့ဒီတိုက်ပွဲမှာဆိုတော့ဗောနာစစ်ကောင်စီတပ်ဖွဲ့ဝင်များစွာကိုလည်းကျတို့ဘက်ကနေပြီးမှပြစ်ခရှင်းနေနေခဲ့တာဖြစ်တယ်လို့ကျတို့တော်လိုင်းရေးပစ်တော်သားတအူးမြင့်မြတ်စွာတပေးလို့ခဲ့တယ်လို့ကျတို့နောက်ထပ်တရားရပဲဖြစ်ပါတယ်ဆိုတော့ကျတို့အလုံးကြားသိထားတဲ့အတိုင်းခုဆိုရင်ထိုင်းနိုင်ငံနဲ့နေဆက်စီမင်းတကြောမှာရှိတဲ့စစ်ကောင်စီရဲ့စစ်စခန်းကုန်းတွေကိုတခုပြီးတခုတင်ပိုက်နေတာဖြစ်ပြီးတော့ ဒါကတော့ကျွန်တော်အခုဆိုရင်ပေါ့နော်နောက်ဆုံးရရှိထားတဲ့စစ်စခန်းပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ မကွေးတိုင်းပခုတ်ကူမြို့စစ်မှုဇုံ6လမ်းနဲ့9လမ်းကြားမှာနေထိုင်တဲ့ပြူကောင်းဆောင်အရှိကြီးလို့ခေါ်တဲ့ဒူးရှိကိုဖမ်းမိခဲ့ပြီးတော့မှနယ်မြေခံပကဖားကိုလွဲပစ်လိုက်တယ်လို့မြင်းချံ Black Tiger MPT တပ်ဖွဲ့ကောင်းဆောင်ဘုံမိုင်ခိုင်းနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။တကယ်ကသူ့ကိုတွားဖမ်းတာမဟုတ်ဘူးစစ်စင်ရေးတွားလို့တာကဘူကိုတွားလို့တာသူကလမ်းမှာတွေးလို့ဘူကိုမလို့ပဲနဲ့သူ့ကိုဆွဲခေါ်လာတာစစ်စင်ရေးကသူကဖြစ်သွားတာပေါ့စစ်စင်မှုကတော့နယ်မြေခံကပဲလုံးနေတာကျွန်တော်တို့ကတော့ရရွှေချင်းပဲစစ်မေးပြီးတော့မှ မြေပြင်ဖွဲ့တွေပဲလွှဲပေးလိုက်တာလက်နက်ပစ္စည်းတွေလည်းပါပါတယ်အကုန်နေမြေခံပကဖဖွဲ့တွေပဲလွှဲပေးလိုက်တာဆိုပြီးတော့မှမြင်းချန် Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင်ဘူမိုင်ခဲနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးပေါ့နော်ကျွန်တော်ဗီဒီယိုတွေပေါ်မှာ RSS နဲ့ယူမှာပြတော့မှာအနိုင်ချင်းမှုချနေကြတဲ့စစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံပြူခေါင်းဆောင်တွေကိုလည်းကျွန်တော်ခုဆိုရင်ပြခတ်ရှင်းလင်းမှုတွေပြီးတော့မှနောက်ထပ်ပေါ့နော်ဒီလိုမျိုးဖန်ဆီးရမှုတွေလည်းများစွာရှိနေတာပြီးတော့မှဒါတော့ကျွန်တော်ခုရဲ့ပိုင်းကြားသိရတဲ့ ဒီစစ်ကောင်စီကပြည်သူလူထုပေါ်တပြတ်မှုတွေရဲ့နှုတ်ဆက်သွဲကြိုးတွေကိုပြန်ပြီးတော့မှခန်းစားစေတာပဲဖြစ်ပါတယ်။ကဲကျွန်တော်ဒီနေ့မနေ့ပထမဆုံးအနေနဲ့ချက်မှာကတော့ဆရာလူမြတ်ကျော်ကနေပြီးတော့မှအခုဆိုရင်ကျွန်တော် NUG ဘက်ကနေပြီးတော့မှအရင်ကတည်းကပြောခဲ့ပို့တဲ့ပေါ့နော်။ Nikkin Project နဲ့ပတ်သက်ပြီးတော့မှအခုချိန်မှာထုတ်ပြန်တင်ပြီးဆိုပြီးတော့မှပြောကြားထားတဲ့ဟာလေးကျွန်တော်တို့စာကြည့်လိုက်ရအောင်နော်။ Nikkin Dragonfly Project နေ့တသမနေ့တန်းပိတ်စ။ဒီမေး ်ရင်းချုပ်ကျင်းရွာရဲ့ကလေးတွေတိတ်ဆုံးနေပတ်သက်ပြီးအပြစ်တင်တန်းကြီးဆုံးရအောင်တွေ့ရပါတယ်။တစ်ဖက်မှာလေဒီငတ်ကင် project နဲ့ပတ်သက်ပြီးတော့ဝိုင်းကဝိုင်းဖာချောင်းဖြတ်ဒါတွေလည်းတွေ့ရပါတယ်။ဆိုတော့ဟုတ်ပြီ။ငတ်ကင် project နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကအရင်တုန်းကလည်းကျွန်တော်ခဏခဏပြောခဲ့ဘူးလေ။အချက်အလက်နဲ့ခိုင်ခိုင်မာမာကျွန်တော်ပြောခဲ့ဘူးလေ။ဒီစံဒီပဲရောက်သွားလေ။ဘာတွေဝင်လဲ။ဟိုမှာအဖြစ်ပေါ့နော်။အလူခံတော့ကရှင်းတယ်အလူခံတော့က နှစ်ပြစ်ဝယ်ပြီဆိုပြီးအလုပ်ခံတယ်အဲ့တော့အခုနောက်ပိုင်းပြောလာတဲ့လေတန်ကအပန်ရှစ်လောက်တော့ဝယ်နိုင်ပါရဲ့တို့ပေမဲ့လင်းရင်ပြစ်ဆိုတော့ဝယ်ချင်တိုင်းဝယ်လို့မရဘူးဘုံကြုံသေးတွေကဘရားတော်မဟုတ်ဘူးဆိုတာမို့ပြီးပြောလာတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဘာဖြစ်လို့နှစ်ပြစ်ဝယ်မယ်ဆိုပြီးအလုပ်ခံတာဒါရင်းရှိပါတယ်အဲ့တော့အန်ယူဂျီကိုဒီပစ္စည်းအလိုက်ပြီးလို့ဖန်ရေးစလို့ပန်ရှစ်လို့ကပြောတယ်ဒါဆိုရင်ဒီကနေ့ပသက်ပြီးတောင်းရင်ရှိတူကအန်ယူဂျီအန်ယူဂျီကိုကျွန်တော်ဒီညမှာပြောလို့တာကတဲ့ရှင်ပါထွက်ရှင်းပါရေးရဲပြောပါ တက်ချင်တက်မယ်မတက်ချင်မတက်ဘူးနိုင်ငံရေးသမားဆိုတာကိုကြုံကြည်အောင်ရေးရထွက်ပြောပါဒီငွေကြေး project နဲ့ပတ်သက်ပြီးရရှိတဲ့ငွေကြေးများကိုကျွန်တော်တို့ဤကဲ့သို့အသုံးပြုတယ်မှတ်ချင်ပါမယ်မှန်ချင်ပါမယ်စေတနာထားပြီးလုပ်ဖို့ကလိုတယ်စေတနာမှန်ပြီးရိုးသားဖို့ပဲလိုတယ်ဒီချိန်မှာထွက်မပြောတဲ့အခါကျကျွန်တော်တို့ကခွေးဝမ်းတောင်လေးလေးပြနေရတာဖြစ်တယ်တချို့တော့မများပြဿနာတွေတက်ဆိုတော့ဒါနဲ့ပတ်သက်ပြီးနိုင်ငံရေးအမျိုးသားညီညွတ်ရေးအတိုင်းအမြန်ကောင်စီဘာညာဆိုတဲ့ NUCC ကလည်းတာဝန်ခံပြီးဘာမှ ရှင်းပြဖို့အန်ယူဂျီကိုပြောတာတောင်းတပါလာမှာမဟုတ်ဘူးအန်ယူဂျီအစိုးရအဖွဲ့ကြီးအစိုးရအဖွဲ့ပြည်တော်စုကိုစားပြုလွတ်တော် GCRPH ကလည်းဒီကိစ္စပြည်သူလူထုကြားထဲမှာတလောက်ပွက်တော့ရိုက်နေတာကိုအန်ယူဂျီတော်ကိုရှင်းရလို့အပ်တည်ဆိုပြီးလွတ်တော်ကိုယ်စားလှယ်များကြီးလွတ်တော်ကြီးညွန်ကြားချက်ဆိုတာကိုလည်းမတို့ရဘူးအင်းအဲ့တော့ပြောချင်တာကအန်ယူဂျီအန်ယူစီစီ CRPH တုံးကူလောက်ဟာဝေးချင်းနေတဲ့ပတ်သက်ပြီးလုံလာထွေလာဖြစ်နေတယ်ဆိုတော့ ျွန်တော်မြင်ရပါတယ်ဒါကိုအပြစ်ပြောနေတာမဟုတ်ဘူးပြည်သူတို့ကတစတစယုံကြည်မှုတွေအားနည်းလာတယ်ပြဿနာတစ်ခုဖြစ်လာတယ်ကလေးငယ်တွေတိတ်ဆုံးနေအခုဘုံကျဲခံရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးအင်မတန်နာကြီးခံစားဒေါသဖွဲ့ရတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒေါသတွေစုပြုံရောက်เสียနှစ်နေရာပဲရှိတယ်ဖက်စစ်တက်တဲ့အန်ယူကြီးတလူစိတ်တပေါ့ပါအဆိုးဆုံးအခြေအနေကြီးကိုကျွန်တော်ကြောက်နေအဆိုးဆုံးအဆိုးဆုံးအခြေအနေမှာမှာအကောင်းဆုံးရှင်သန် နေတိုင်ကြရလိမ့်မယ်။ယန္တုကတိတ်စီကျင်တာကိုမသိအောင်နေရလေကျွန်တော်တို့ရဲ့တိုက်ပွဲတစ်ခု။ကဲဒီမှာပေါ့နော်ဆရာလူမျိုးကြောင့်နေပြီးတော့မှယန္တုကဒီ NUG ဘက်ကနေပြီးတော့မှငွေကင်ပရိုဂျက်နဲ့ပတ်သက်ပြီးတော့မှဒီ campaign တွေလုပ်တဲ့ပုံမှာအဲ့ဒီငွေတွေကဘယ်ရောက်ရောက်တော့လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပေါ့နော်။မြို့ခွန်းတို့ပြောကြားထားတာပဲဖြစ်ပါတယ်။အောက်ချိန်မှာဆိုရင်လည်းပါကပါတချို့တွေကနေပြီးတော့မှ ဒီလိုမျိုးနေငယ်ကင် project တွေဒီတက်ခိုးထိုးမှုတွေလည်းများစွာရှိနေတဲ့ပြပမာဒါလည်းကျွန်တော်အခုချိန်ထိပေါ့နော်မဖြစ်ရှင်းနိုင်တဲ့ကိစ္စတွေပဲဖြစ်ပါတယ်အရင်တော့ဒီပစီကြီးကြီးရွာကိစ္စရဲ့အခုဆိုရင်ဒီအိုထင်းတွင်ကြီးရွာကစစ်ကောင်စီရဲ့ပေါ့နော်လူရဲတွေနဲ့ပတ်သက်ပြီးတော့မှပြည်သူတွေကတော့ခံရပေါများစွာရှိနေတာမလို့အခုဆိုရင်ဒီလိုမျိုးလေချောင်းကိုပြန်ပြီးတော့မှခုခံကာကွယ်နိုင်မဲ့နေစနစ်တွေလည်းကျွန်တော်ပကနဲ့ပြပမာလေ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 ာမရှိသေးဘူးဆိုတော့ ဝေဖန်ပြောဆိုမှုတွေလည်းများစွာထုတ်ပေါ်နေတာမလို့ NUGBG ကနေပြန်မှဒါနဲ့ပတ်သက်ပြီးတော့မှတရားဝင်ထုတ်ပြန်မှုတွေလည်းခုစဉ်လှုပ်ဆောင်တင်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့တော်လိုင်းရေးမှာဆိုတော့အထုထိတ်ကိုရောက်ရှိနေတဲ့အချိန်မှာပဲပြည်သူတွေနဲ့တော်လိုင်းရေးတဖို့ဝင်နေကြတဲ့မှာစုဝင်ကွင်းမှုတွေမှာဖြစ်အောင်ကျွန်တော်တို့တော်လိုင်းဆိုရတဲ့ကနေပြန်မှဖြုံဖြုံမမနဲ့ခုစဉ်ရင်ရှေ့ကနေပြန်မှဥဆောင်နေရတော့မဲ့အချိန်ပဲဖြစ်ပါတယ်ကြကြောင့်နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့စီးရင်ငွေရေးဝေဖန်လေ့လာသုံးသပ်သူပြတဲ့ဦးတန်းစွန်နိုင်ရနေပြီးတော့မှ ကျော်တော့ခုဆိုရဲအမျိုးသားညီညွတ်ရေးတိုင်းသားတော်လှန်တပေါင်းစုတစ်ခုအမြန်ဆုံးဖွဲ့စည်းတည်ဆောက်ဖို့လွတ်နေပြီဆိုတဲ့အကြောင်းကိုချစ်လက်ကြကြနဲ့ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စပြေတော့မှကြည့်လိုက်ရအောင်နော်ကျွန်တော်အမျိုးသားညီညွတ်ရေးအစိုးရပုံစံကိုဘယ်လိုဖြစ်စီခြင်းမလဲဆိုကျွန်တော်ဆန္ဒအရပြောရလို့ရှိအမျိုးသားညီညွတ်ရေးတိုင်းရင်းသားတပေါင်းစုအစိုးရဖြစ်ပါအဲ့တော့အဲ့ဒီအစိုးရအောက်မှာကျွန်တော်တို့အဲ့ဒီအစိုးရဖွဲ့ရဲ့ဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌကိုလက်ရှိကျွန်တော်တို့သမ္မတကြီးနဲ့ကျွန်တော်ဝန်ကြီးချုပ်တို့ခံထားပြင်ဖြစ်ပါ ။နောက်အဲ့ဒီစစ်ကော်မရှင်မှာတော့စီးရေးကော်မရှင်မှာတော့အတွင်းမှုအဖြစ်က MOD ဝင်ကြီးကဟန်ဆောင်ပေါ်ရင်ရ။အရေးကြီးဆုံးကအားလဲဆိုတော့ကျွန်တော်တို့စူးစီးညီရစွာပူးပေါင်းပြီးတော့တပြည်လုံးမဟာပြွာချမှတ်ပြီးတိုက်ပွဲဆင်ရေးတွေအရေးကြီးဆုံးကတော့အဲ့ဒီဟိုစစ်ကော်မရှင်အောက်မှာစီးဦးစီးကော်မတီဖွဲ့ဖို့စီးဦးစီးကော်မတီဖွဲ့ဖို့ဆိုတာအခုတိုင်းနဲ့ပြည်နယ်မှာရှိနေတဲ့နော်လက်တွေ့စစ်တိုက်နေတယ်နော်ကျွန်တော်တို့ပို့ချုပ်ဆင့်ကျွန်တော်တို့ တဘောထမ်းနေတဲ့ပုဂ္ဂိုလ်၉ယောက်ရှိဥပမာကျွန်တော်ဘုရုပ်ထွန်းမြတ်နိုင်နော်ဘုရုပ်ဘုံမနောက်ပြီးတော့ကေအန်ယူကနော်ကျွန်တော်စီးရင်းနဲ့ပတ်သက်တဲ့တောင်းလာအဲ့လိုပေါ့ဗျာနော် KNDF တို့ကျွန်တော်တို့အအခြားသောအကျွန်တော်ချင်းတို့အဲ့ဒီမှာစီးရအဓိကတောင်းခနိုင်နေလို့ပုဂ္ဂိုလ်၉ယောက်လောက်နေဘိုးစစ်ကော်မရှင်ရဲ့စုဦးစည်းကော်မတီတဲ့ကိုကျွန်တော်နေဖွဲ့စည်းစေအဲ့လူတွေဖွဲ့စည်းပြီးတော့ကျွန်တော်တို့တိုင်းပြည်ရဲ့ เนาะຫນွေဥတော်လှန်ရေးရဲ့เนาะတိုက်ပွဲကအခုอ่ะဆိုပြီးချင်းပြည်내လိုက်တိုက်ပွဲကနေပြီးတော့ပြည်내ချင်းပူးပေါင်းစပ်ပြီးတော့ကျွန်တော်တို့တိုက်ပွဲပွင့်ရမယ်အဆင့်ကြောက်ပါအဲ့တော့အထွေထွေထွတ်စစ်လွတ်ကြတော့မယ်ဆိုလို့ရှိရင်เนาะဒီလုံးဆိုင်ရာကျွန်တော်တို့မဟာဗျူဟာလိုတယ်နောက်ပြီးတော့ဒေသဆိုင်ရာစင်မှုစီကော်မတီတွေအောက်မှာဒေသဆိုင်ရာနိနိပရိယေเนาะကျွန်တော်တို့လမ်းစဉ်တွေလိုလာပါအဲ့ဓာတွေကိုဒီကိုရောက်အခွဲရနေပြီစုစည်းပြီးတော့ကျွန်တော်တို့ရဲ့ ရင်မှန်းထားတဲ့ဒီအခုမကြခင်ဆွေးနွေးမယ်နော်ထိုးစစ်ကြည့်ကိုကျွန်တော်တို့စူးစီးညီညွတ်စွာတိုက်မယ်ဆိုလို့ရှိရတယ်အဲ့တော့အဲဒီဘ ਹੁ စစ်ဦးစီးကော်မရှင်မှာစီဦးစီးချုပ်တယောက်နဲ့နော်ဒုစီဦးစီးချုပ်နှစ်ယောက်တော့လိုအပ်ပါအဲ့ဒါကလည်းအခုအများဆန္ဒနဲ့အခုလက်တွေ့တိုက်ပွဲထဲမှာရှေ့ဆောင်နေတဲ့နော်အဲဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆိုလို့ရှိရင်ဒါကသူကစီဦးစီးချုပ်လုပ်နိုင်တဲ့အခြေရှိပါနောက်တစ်ခုကအဲ KIA ဘ ਹੁ ချုပ်ကံမော်နဲ့ ကရင်စီကောင်းဆောင်ပြောက်လောက်ကသူစီဦးစီချုပ်ဖြစ်နော်သူတို့တပည့်လုံးဆိုင်ရာကျွန်တော်တို့စီအစီမံငင်းနေနော်ရှစ်မဟာပြူဟာကြီးရေးဆွဲတာပြီးတော့ကျွန်တော်တို့ဒေတာလိုက်စစ်ရေးကော်မတီတွေဖွဲ့စည်းပြီးတော့ဒေတာလိုက်ပူးပေါင်းဆောင်ရဲအဲ့တော့အခုကဟိုတနေ့ကပဲအဲဗိုလ်ချုပ်ထွန်းမြတ်နိုင်ကသူ့တပ်ဖွဲ့တွေကိုဗမာတိုက်ပွဲကိုနော်တက်တက်ကြွကြွဆုံးသတ်တယ်နော်တိုက်ပါလို့တိုက်ထွန်းဒါရခိုင်ကိစ္စမဟုတ်တော့ဘူး ဟုတ်လဲဆိုအဲ့လိုစစ်ကောင်စီကင်းစင်တဲ့ပြည်내တွေအားလုံးပြီးလို့ရှိရင်ကျွန်တော်တပြည်လုံးစစ်စင်ယူတို့ကသွေးနွေးပြောဆိုကြတာအဲ့လိုအချင်းကြီးရောက်နေတယ်ဒီမှာဦးတန်းစွန့်နေရတယ်ပြည်မှာခုဆိုရင်ကျွန်တော်ပေါ့နော်အမျိုးသားညီညွတ်ရေးတိုင်းသား တော်လန်တပေါင်းစုတရက်ဖွဲ့စည်းပြီးတော့မှစစ်ကောင်စီကိုအများဆုံးဖျက်ချဖို့လွှမ်းနေပြီဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်တဲ့အဲ့လိုမျိုးဖွဲ့စည်းတဲ့နေရာတွေမှာလည်းသူတို့ရည်တင်ရထားတဲ့ပေါ့နော်အခန်းကဏ္ဍတွေရသူ့ရဲ့မြင်လိုက်ပြောဆိုသွားတာဖြစ်ပြမှာဒါတော့ကျွန်တော်အနေနဲ့ဖြစ်တင်ဖြစ်နိုင်တဲ့ပေါ့နော်အေးအေးရာတွေပဲလို့ပြောလို့ရတာဖြစ်ပါတယ်ကျွန်တော်အခုဆိုရင်အေးကနေပြမှာလည်းနေရာပေါင်းစုတော်လန်ရဲ့တဖို့အနေနဲ့သူပူပေါင်းပြီးတော့မှဈေးဖော်ဆောင်မှုတွေလည်းများစွာလုပ်နေတာမို့လို့မကြခင်မှာတော့ကျွန်တော်အနေနဲ့တော်လန်တပေါင်းစုတစ်ခုအနေနဲ့နေရာတိုင်းမှာအခုဆိုရင် ကြကြပြပြနဲ့လှုပ်ဆောင်ဖို့ရှိနေတာပဲဖြစ်ပါတယ်။တောင်ပိုင်းတိုင်းကကျွန်တော်တို့တော်လိုင်းတဖို့မလေးရဲ့နေမျိုးစုမှုဖို့ပေါ့နော်။အခုဆိုရင်ကျိုးပန်းမလာမို့တွေနဲ့သူကျွန်တော်တို့ AA နဲ့ BD ဖို့ပုံတဖို့မလေးရဲ့အနောက်ဘက်ကနေပြတော့မပြီးမှတော့တဖြည်းဖြည်းဝင်လာတဲ့တော်လန်ထိုးစစ်တွေဆိုတော့မကြခင်မှာစုံစည်းဖို့ရှိနေတာပြတော့မအားလုံးမြန်မှန်းထားတဲ့အတိုင်းကျွန်တော်တို့တော်လိုင်းတဖို့မလေးဒါအခြေစမီမီနဲ့ဒီလိုမျိုးဆက်လက်ပြီးတော့တောင်းနိုင်မယ်ဆိုတော့နေပြီးတော့ဒီကတော့ကျွန်တော်တို့မကြခင်မှာတော့ AC ပေါ့နော်စစ်ကောင်စီကိုအရတိုက်နိုင်မယ်ဆိုတာတော့ချင်းတီပေါ့ပြောလို့ရနိုင်ပြီပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတပိုးနေနဲ့ရေနမော်ကနေပြီးတော့မှလှုပ်ရှားနေတဲ့စစ်ကောင်စီဘုံမှုကြောင့်တင်ဆက်ထားတဲ့တဲ့တင်လေးကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်ဒီကမှာတော့ဒေါနာတီဗီရဲ့ပြည်သူ့ကြားကပြည်သူ့စကားအစီအစဉ်အနေနဲ့အထက်မင်းလာမျိုးကပြည်သူတော်ဝီသားပြဖို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါရဲ့ရှင်။အထက်မင်းလာမျိုးအခြေဆိုင်ကပ္ပဆတစေကဘုံမူဝေပိုင်းဆိုတဲ့သူကထိုင်းတိုင်းရေနံမော်တွေကပြည်သူတွေအပေါ်ဂျာတူးကိုအကြောင်းပြပြီးအနိုင်ကျင့်နေပါတယ်။သူကိုယ်တိုင်ကလည်းရေနံဝယ်ရောက်လုပ်ပါတယ်။ရေနံမော်တွေမှာရှိတဲ့သူတွေကိုလည်း သူအသတ်မှတ်ထားတဲ့ဈေးနဲ့ပဲရောင်းဖို့ဖိအားပေးပြောဆိုပါတယ်ဈေးပို့ပေးဝယ်တဲ့သူတွေဆိုပားရိုက်မယ်လို့ချိန်ချပါတယ်သူအနေနဲ့စီဝယ်မရတဲ့အနေတွေဆိုရင်အစီအဝေးခေါ်ပြီးစီကိုဘသူဈေးပို့ပေးတယ်လဲဆိုပြီးငောက်လေရှိပါတယ်ပြည်သူတွေကမကျေနပ်ကြပါမယ်လဲကြောက်လို့သူပြောတဲ့အတိုင်းလိုက်နာနေကြပါတယ်ယာရုကိုအလွဲသုံးစားလုပ်ပြီးစီပွားရှာတာတွေမတရားလုပ်တာတွေကိုအရေးယူပေးဖို့အထက်လူကြီးတွေတည်အောင်ပြောပြပေးပါလို့စာရေးသားပေးပို့လာပါတယ်ရှင်ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူ့ကြားကပြည်သူစကားအစီအစဉ်မှာ မျက်နှာမှုတွေနဲ့အခက်အခဲတွေအတွက်ရင်ဖွင့်ကျင်နေဆိုရင်ဆက်ပေါက်ကနေတစ်ဆင့်စပေးပို့ပြီးဆက်သွယ်လာနိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကပေါက်ကြားမှုမရှိအောင်လုပ်ဝဲပေးထားမှာပဲဖြစ်ပါတယ်ရှင်။ခိုးဒီမှာကျွန်တော်ကြားတဲ့အတိုင်းပဲပေါ့နော်။အထက်မြင်းလမ်းမျိုးကစစ်ကောင်စီရဲ့ကပ္ပစတ်တဆယ်ကဘုံမှုအဆွန်တော့ကျွန်တော်ရေနံမောင်းကနေပြီးတော့မှပြီးသူတွေပေါ်မှာဖိနေချုပ်ချွဲမှုတွေနဲ့တူလှုပ်ရှားနေတာပဲဖြစ်ပါတယ်။ဒီလိုမျိုးစစ်ကောင်စီရရှိတွေလည်းများစွာရှိနေတာပြီးတော့မှ ကျွန်တော်ပီတူတွေအနေနဲ့တက်ဆိုင်ရတော်လိုင်းတပ်ဖွဲ့ဝင်တွေထားမှာတရင်ချလဲနဲ့သူကပြပို့မယ်ဆိုတော့ဗောနာအဲ့လိုမျိုးလို့စားစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကျွန်တော်အနေနဲ့အများဆုံးပြပေးယူနိုင်မယ်ဆိုတဲ့အကြောင်းလဲကျွန်တော်ဒီနေ့ကနေထပ်ပြီးတော့မှပြောလို့ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပူတူမနိုင်ပြီးတော့မှစစ်ကောင်စီရဲ့ဒီဝါဒဖြန့်ချေးရန်ရဆိုတော့အခုဆိုလုံးဝအလုံးမဖြစ်တော့ဘူးဆိုပြီးတော့မှဇွန်မဲလုံးတို့အုပ်စုဘယ်လိုမျိုးတက်ဆော်ထားလဲဆိုတာကျွန်တော်စစ်ပြေတော့မှကြည့်လိုက်ရအောင်နော်ငဖဲမျိုးနဲ့ကုတ်ချေချေးရွာကအသက်၄နှစ်ပဲရှိသေးတယ်မဟုတ်ဝမ်းကြောင့်နော် ဖေဖြစ်သူနဲ့ဒီလင်းနေရွယ်ဝဟကြောကြောတဲ့ခလေးငယ်လေးကဖေဖြစ်သူနဲ့စောင်းညာလေးဆွဲပြီးဖုန်းကြီးတောင်းကိုဖုန်းသွားပို့တဲ့ချိန်မှာ PD အတင်ကလာပြီးတော့လက်နက်အားကိုနဲ့ဒီခလေးရဲ့ဖေကိုတလန်ဆိုပြီးတတ်တယ်။ဟောဒီလင်းနေရွယ်ခလေးငယ်ကိုလည်းတလန်ဆိုပြီးတတ်သွားတယ်။အဲ့ဒီ PD ရဲ့တို့တို့တတ်တယ်ဆိုတဲ့အကြောင်းတို့ကိုယ်ကဝန်ခံထားတယ်နော်။ GBP မှာကျင်ညာသွားတယ်နော်။ဒါဆိုရင်အခုနိုင်ငံရေးကျင်းသားများ AABB ကထုတ်ပြန်တဲ့သတင်းထဲမှာဒီဝူဟန်ကျော်ဆိုတဲ့ခလိုင်းငယ်လေးရောပါသလား။ဒါဆိုရင်အဲ့ဒီ PDF တွေကဒလန်ဆိုပြီးတက်တယ်လို့ဘယ်လျောက်ရှိတယ်လဲ။ ကျွန်တော်တည်လားမတည်ဘူးကျမတည်လားကျမလည်းမတည်ဘာလို့မတည်လားလဲနာစားတော့အစိုးရတရင်မှန်ပြန်ကြရေးဆောက်လို့မလုပ်တဲ့အတွက်ကြိုင်းသွားရင်တော့ဖမ်းလို့ရတယ်နော်ချက်ချင်းလာဖမ်းလို့ရတယ်နာစားကအစိုးရတရင်မှန်ပြန်ကြရေးက AAPP ကစရဲတကြိမ်ထုတ်ပြန်နေဆိုရင်နာစားကတရင်မှန်ပြန်ကြရေးကတပတ်တကြိမ်ထုတ်ပြန်ပေးပါဘာကြောင့်မထုတ်ပြန်တာလဲနော် PDF ညီကန်ကြပါသမားများရဲ့ဒလန်ဆိုပြီးစစသွက်ထွက်မှုကြောင့်နော်သိဆုံးသူကြားပန်နဲ့ဦးမပန်နဲ့ဦးစုစုပါဘယ်နဲ့ရောက်ရှိပါရဲ့ဆိုတာသူများကဆက်ရတဲ့ချိန်ကျင်ညာရင်ကျမတို့ကတပတ်တစ်ချိန်ကျင်ညာနိုင်ရမယ် ။ဒါပေမဲ့ပြည်ညာရေးကကိုကိုတိုင်းကနော်ဒီနိုင်ငံပိုင်းမီဒီယာတွေကမကြည်ညာခြင်းဘူးဆိုလို့ရှိရင်လည်းပဲ lobby တွေရှိသတင်းဌာနတွေရှိ lobby မှာအစိုးရရဲ့ထောက်ပံ့တာစားနေတယ်တွဲတာမွေးတာစားနေတဲ့ဟာတွေအများကြီးရှိတယ်။သတင်းပေးပြီးတော့ခိုင်းလိုက်။ဘာကြောင့်မလုပ်တာလဲ။ဘာကြောင့်စိတ်နဲ့စိတ်တွေဝါဒဖြန့်ခြင်းမလုပ်တာလဲ။နောက်သူများတွေကဟိုမှာဆင်းရဲတွေတွေထုတ်ပြန်နေတာစစ်တပ်ကလည်းတက်လိုက်လို့လူကနေောက်သေးသွားပါလေ။ကျမတို့မှာပြန်ပြောပြန်ဆင်းရဲမရှိဘူး။ကျမတို့မှာပြန်ပြောပြန်ဆင်းရဲမရှိဘူး။ အစိုးရအနေနဲ့ကကိုကိုတိုင်ကပြည်ညာရေးဝန်ကြီးဌာနကလည်းအလုပ်မလုပ်ချင်ဘူးဆိုရင်တစ်ချိန်လေးပဲထုတ်ပြန်ပေးပါတစ်ချိန်လေးပဲနော်တလားကိုတစ်ချိန်လေးပဲတတိထုတ်ပြန်ပေးသူများကစရရတစ်ချိန်ထုတ်နေတဲ့အချိန်မှာခင်ဗျားတို့တလားတစ်ချိန်တော့တည်းမထုတ်နိုင်ဘူးဝါဒဖြန့်ချီရေးစိတ်တဆင့်ကြီးမလုပ်နိုင်ဘူးတည်သွားတဲ့လူတွေအတွက်လည်းဘာမှခွဲတကောင်ကြောင်းတမီးလောက်တော့တန်ဖို့မရှိကြတော့အသက်တွေက ကဲပို့သူမှာတော့ဇော်မဲလုံးတို့ပဲပေါ့နော်ဖန်းချင်ဖတ်ဆိုပြီးတော့မှသူတို့ရဲ့ဝါဒဖြန့်ချင်မှုနဲ့ပတ်သက်ပြီးတော့မှနေ့ကိုပြောလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်အားလုံးတီးထားတဲ့အတိုင်းအခုဆိုရင်ပြည်သူတွေကိုဆက်လက်ရုံးမဖို့နောက်ကွယ်ကနေပြီးတော့မှစစ်ကောင်စီကိုတရင်ပေးနေကြတဲ့ဇလာနဲ့ပြူစော်ထီးတွေကိုတက်ဖြတ်မှုတွေနဲ့ပတ်သက်ပြီးတော့မှလည်းသူတို့တွေနဲ့စည်းရင်တီးကြမရထားပဲနဲ့ဒီဇော်မဲလုံးတို့အစုကနေပြီးတော့မှပဲတရင်ကိုထိန်ချန်ထားတဲ့ဆိုတဲ့သဘောမျိုးတွေထိပြောဆိုထားတာမလို့ပေါ့နော်ပူသူမှာတော့ဘယ်လိုမျိုးခြေနေတွေဖြစ်လာမလဲဆိုတော့ကျွန်တော်ဆောင်ချက်မှဖြစ်ပြီးတော့မှအကယ်၍သာဇော်ဘွေးနဲ့သူထောင်ထဲကိုဝင်ရမယ်ဆိုတော့ပေါ့နော် ဒီပုဒ်သူမှာတော့နားကားသွားမဲ့အခြေအနေမှာပဲဖြစ်ပါတယ်။ကျွန်တော်အားလုံးအခုဆိုရင်စစ်ကောင်စီရဲ့လေကြောင်းတက်ခတ်မှုတွေကိုလည်းဆက်လက်ပြီးတော့ခံနေရတဲ့ချိန်မှာပဲပြည်သူတွေအလုံးအနေနဲ့ဒီလိုမျိုးကိုယ့်ရဲ့ကိုယ်ဒေသတွေမှာဇလန်းတွေကိုသိရှိတယ်ဆိုတော့တော်လိုင်းတပ်ဖွဲ့ဝင်တွေကိုလက်တို့ပြီးတော့မှပေါ့နော်။တရင်ချက်လက်တွေပြပို့ကြဖို့ကျွန်တော်ဒီနေ့ကနေအားလုံးတောင်းဆိုပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တော်လိုင်းပြတော်သားသူဖြစ်တဲ့ကိုဘူဘူကျော်ကနေပြီးတော့မှအိုထင်းတွင်ကျေးရွာစာတင်ကြောင်းဘုံချက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဒီတရားခံပေါ့နော် pilot ကိုသူဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှချစ်လိုက်ရအောင်နော် အဲ့လင်းရင်နဲ့ဘုံချေခဲ့တဲ့ဒီပင်းရင်ကိုဘုံချေခဲ့တဲ့ပိုင်းတော့ဆိုရဲကောင်။ဟောမင်းကမေးခြင်းလား။မစင်ပြေရလား။မင်းကအိမ်ပြန်ရအောင်ပါပြီ။မင်းကမိန်းမတွေကလေးနေနဲ့။အဲ့မိန်းမတွေကလေးတွေမင်းကမေးလား။ဟာဘာတွေလုပ်ခဲ့လဲလုပ်စင်ပြေရလားပင်မန်းနေလားမင်းဘာဖြစ်မှလဲ။ဟာလင်းမြင့်ပြန်ပြီးတော့ဟောလို့ရွာတွေကဘုံတွေချခဲ့တာလူတွေအများကြီးစိတ်ဝါတယ်အဲ့လိုဖြစ်မှလား။ဟဲ့။မင်းလည်းလုံလားမင်းစတာမဟုတ်လား။ မရောက်ကြမှာစစ်သားကွာစစ်သားဆိုတာရောက်စစ်ကိုစစ်လို့တိုက်ရတယ်မချရလေကွာ PDF scan တွေကိုဖြောက်လေမင်းတို့ကောင်းနေရတယ်လူချင်းတွေ့တိုက်တော့မနိုင်ဘူးဒီဘုံချဲတာတစ်ခုတည်းနဲ့မင်းတို့ဒီလိုလေးချဲလိုက်မင်းတို့ဓမ္မမှာထောင်ပြီးဓမ္မုံတွေရရင်မင်းတို့ပြုံးကြမင်းတို့လူတွေမဟုတ်လား အခုကလေးတွေပါသွားတယ်အဲ့ကလေးတွေအပြစ်မဲ့တဲ့ကလေးတွေစာသင်ကျောင်းတွေကကလေးတွေတည်သွားတယ်မင်းအဆင်ပြေလားမင်းခုအင်ပြန်ရောက်ပါပြီ Facebook တွေပါတယ်ကြည့်ပြီးတော့အခုမင်းလုံခဲ့တဲ့ကိစ္စကိုမခုံယူရဲ့လားနိုင်ငံတကာတည်င်းတွေပါတယ်တက်လာပြီဒါစစ်ရာဇဝင်မှုမင်းချဲ့ခဲ့တဲ့ဘုံကလေးတွေတော့တည်သွားတယ်မင်းအဆင်ပြေလားရောင်းမင်းနေရတာငါတိတ်ချင်းလို့ပါမင်းဘလို့နေလဲမင်းအဲ့နေမှာမင်းသားသမီးမင်းဆွေမျိုးစုံမင်းဘလို့နေမလဲလာခဲ့မယ်ဟဲ့ဝတ်ဆိုတာမ နောင်ဘွားမကူအဲ့ခါကျရင်မင်းမိမမင်းသားသမီးအဲ့ဒါလုံးမဖြစ်ပါစေနဲ့မင်းခုကြိုးစုတောင်းတာမင်းတော့ဆစ်ရှုံနေတဲ့ကောင်လေယောက်ျားဆိုတာဟဲ့ယောက်ျားမစစ်တာမိမတော့အဲ့ဆောက်လုံးမလုပ်ဘူးမှတ်ထားနောက်တစ်ခုအီအိုတွေကလူကြီးတွေနောက်ကကျွန်တော်တို့ PDF ကဘိုးကြီးတွေဆက်ဆရာကြီးတွေလည်းပြောနေတယ်လင်းရင်ပြက်ကြလို့မိတဲ့ပိုင်းလောက်ကစားသမင်းကြွေတာတဲ့ကိစ္စတွေကတော်တော့ပြီ ကဲကိုဘူဝါချော်ဒရဲကိုပြောလိုက်တာနော်အခုလိုမျိုးကျွန်တော်တို့ကလေးသူငယ်တွေကအစပီတိုရီယာလုံးတက်ဖြတ်ဖို့ဝင်မလဲတော့တဲ့စစ်ကောင်စီပိုင်လော့တွေကဆိုတော့ကျွန်တော်အယုံဆုံးဖြစ်ပေးရမယ်အဓိကဒီစည်ရေးတရားခံတွေဖြစ်တယ်ဆိုတော့လည်းအလွန်လက်တိရှိထားတာမို့လို့ကျွန်တော်အနေနဲ့စစ်ကောင်စီတက်ဖို့ဝင်ကိုဖန်ဆင်းရမိတယ်ဆိုတော့ချက်ချင်းပြန်လွတ်တာတွေမလို့တင်းတော့ဘဲနဲ့ပေါ့နော်ခုဆိုရင်ပြည်သူတွေအားလုံးကလည်းမြို့မှာစံကုန်မြေလေးတွေဆိုပြီးမှလည်းပြောဆိုမှုတွေလည်းရှိလာတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဘက်ကလည်းမြို့မှာ မီယိုနာတွေပြနေပေမဲ့တစ်ဖက်မှာတော့ကျွန်တော်တို့ပြည်သူတွေပေါ်မှာလုံးဝစာနာထောက်ထားမှုမရှိဘဲနဲ့တစ်ဖက်ပြနေတော့ကျွန်တော်ကြည်ချင်အဖြစ်ဒါကတော့ဒီဖစ်ဆက်တိုက်ရဲ့ရုပ်မှာပုံအောင်ဆိုရင်ကောင်းကုန်ပြတော့မှကျွန်တော်ဒီတော်လိုင်းမှာရှိတဲ့ပီတူတွေအားလုံးကိုပါတဖျက်ချင်နေတယ်ဆိုတော့လဲတွေ့ရတယ်ပဲဖြစ်ပါတယ်ကျွန်တော်ဒီတော်လိုင်းရဲ့အရှင်ုံမြင့်ပြင်းတဲ့အောင်ပွဲတွေရဖို့ခြေလမ်းပြင်နေတဲ့ချိန်မှာဒီလိုမျိုးခက်ခဲတဲ့ဝန်ထဲဖွဲ့တရင်တွေလည်းများစွာရှိနေတာမို့လို့ကျွန်တော်ပီတူတွေအားလုံးအနေနဲ့စိတ်မပြေအားမရောပဲနဲ့အချင်းချင်းပေါ့နော်ဝိုင်းဝန်းဖေးမှရင်းတဲ့ဒီတော်လိုင်းကိုရှေ့ဆက်ပြီးတော့မှတွေ့ရမှာပဲဖြစ်ပါတယ် ကဲကျွန်တော်နောက်ဆုံးဗီဒီယိုတပိုးအနေနဲ့မနေ့ကစစ်ကောင်စီအနေနဲ့ဒီမှာရေတိတောင်မှာဘုံချက်တခဲခဲလို့လူ၁၀ယောက်ထဲမှာနေတည်ဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ရေတိတောင်ပြုနေမှာထက်ကျွားတာအဲ့တော့လက်ရှိအကြမ်းဖက်စစ်ကောင်စီကသူတို့ကစစ်ရှုံးနေတာဖြစ်တဲ့တည်းအမောက်ချပြစ်မှာအကုန်လုံးနော်ယောက်ျားပြီးပြီးတနက်နဲ့ရင်ဆိုင်ပြီးတော့ပြစ်ဖို့တိုက်ဖို့အတွက်သူတို့မှတတိမရှိဘူးအစွမ်းမရှိတော့ နော်တိတ်ခါလည်းမရှိတော့ဘူးတတိလည်းမရှိဘူးအစွမ်းလည်းမရှိဘူးအဲ့ဒီအတွက်တူတပြန်ကိုတပြန်မင်းနဲ့ယောက်ျားငါနဲ့ယောက်ျားမင်းနဲ့ငါနဲ့တစ်ခါလည်းရှင်ပြစ်မယ်ဆိုတော့ယောက်ျားစိတ်သက်စစ်သားစိတ်သက်မရှိတဲ့ဒီယောက်ျားချာမတွေကဘာလုပ်လဲဆိုတော့တိုင်းပြည်ရဲ့ဗန္ဒာမူနဲ့အတုံးပြူထားတဲ့လေးတွေကိုယူတယ်စစ်တပ်တွေကိုလိုက်ပြီးတော့တိုက်လို့မနိုင်တဲ့အဆုံးမှာပြည်သူတွေပေါ်ကိုကျဲချလိုက်တယ်အဲ့တော့ဘာဖြစ်လဲအဲ့ဒီအခုဆိုရခိုင်ပြည်သူကိုကျဲချလိုက်ရခိုင်တက်တော်ကဘာလို့ဖြစ်မလဲပြည်သူထိတဲ့အတွက်အဲစည်ရင်းနေရာမှာတတ်ဆုပ်သွားမယ်အဲ့ဒီဘောကိုသူကအသာစီးယူတာပြဿနာဒါပဲရှင်းရှင်းလေးပဲရိုးရှင်းပါလေနော်တက်တက်ပြည်သူကိုလိုက်တက်ပြပြပြတာ တော့အဲ့လိုလိုက်တက်ပြပြလို့တချို့တကယ်ပြောတယ်အာဘာဖြစ်냐နောက်ဆုတ်ပေးလိုက်ကမှလားနောက်ဆုတ်ပေးလိုက်ကမှလားအဲ့တော့ဘယ်လိုလိုက်လို့ပေးလို့တွန်းဆုတ်ပေးလိုက်မယ်နောက်ဆုတ်ပေးလိုက်မယ်ဆိုဒီနိုင်ငံငင်းကြမ်းမှလားအဲ့ဒီပြည်သူတွေဘဝထောင်ရနော်ဟိုလုံခြုံရေးအတွက်တောင်းဝင်ယူလောနိုင်ကြလားဘယ်လိုမှတောင်းဝင်ခံနိုင်ပါဘူးဟုတ်တယ်နော်ရှင်းရှင်းလေးပဲအခုကရခိုင်ပြည်နယ်ကိုစစ်တပ်ကဘုံကျဲလို့ဆိုပြီးရခိုင်တပ်တော်အေးရခိုင်ပြည်နယ်မှာစစ်ရေးလှုပ်ရှားမှုအားလုံးကိုနော်လက်လျှော့ပြီးတော့စစ်ကောင်စီအောက်မှာဒူးထောင်ပေးလိုက်မယ်ဗျာရခိုင်ပြည်နယ်အတွက်တပ်သက်စာလုံးလုံခြုံရေးအာမခံတာရခိုင်ပြည်သူတွေအတွက်နော်လူခွင့်ရေးအာမခံတာ မခံပါဘူးဘလူးခံနိုင်လေအခုပြောနေတဲ့လူတွေဘလူးခံနိုင်လေနော်အဲ့တော့အယုံပြေးလဲတတ်မှာပဲအနိုင်အသေးခံပြီးတိုက်လဲတတ်မှာပဲခင်ဗျားတို့ဘယ်လမ်းကိုတွေးကြမလဲရှင်းရှင်းလေးပဲနော်အခုစကိုင်းရလူတွေကတော့ပြောတယ်နော်စကိုင်းမှာစိတ်ပူတာတစ်ခုပဲရှိတယ်တော်လှန်ရေးကြာနေမှာနဲ့ဒီအာဏာရှင်ကိုမနိုင်ပါဘူးသူတို့ဘဝကိုအတိတ်ကပြန်ဆရပါစေစကိုင်းမှာရှိတဲ့ပြည်သူအများစုကသူတို့အတိတ်ကပြန်ဆမှာနော်ပြတိုင်းကအများပြတိုင်းတော်တွေအဖွဲ့ကနေဒီတည်င်းကိုပြန်ဆက်ထားတာရှိပါတယ်ရှာကြည့်ပါစကိုင်းကပြည်သူတွေရဲ့စိတ်ခံစားချက်သူတို့စိတ်ခံစားချက်ကသူတို့တည်နေပါစေဒီအာဏာရှင်အမျိုးပြုတ်ရရတယ် အဲ့တို့စိတ်ကူတာဒီအန်ဒီစိတ်အနာရှင်အမျိုးမပြုတ်မှန်းနဲ့ဒီတော်နိုင်ရေးပေးရှင်နာမဲ့စိတ်ကူတို့ဘဝတွေအတစ်ကပြန်ဆိုင်စပါစေဆိုတော့အဲ့လောက်ထိနာကြီးချက်နဲ့ကြိတ်အောင်ကြပြီနော်အဲ့တော့ဒီမင်းအောင်နိုင်ခေါင်းဆောင်ထားတဲ့ဒီအနာနိစိတ်ခေါင်းဆောင်ကတို့ကဘာလို့လဲဆိုတော့ပြည်သူအကြောက်တဲ့အလုပ်ပြတာနော်ဘလို့မှတို့တိုက်လို့မနိုင်တော့ဘူးတို့ကိုယ်တိုင်တိတယ်ဘလို့မှတိုက်လို့မနိုင်တော့ဘူးစခန်းတွေကလည်းနေ့စဉ်နေ့စဉ်တစ်ခုပြီးတစ်ခုအတိတ်ငါတိနေတယ်အဲ့တော့စစ်သားစစ်သားချင်းတိုက်လို့မနိုင်တဲ့အတွက်မဆိုင်တဲ့ပြည်သူကိုတတ်ပြတာမင်းတို့ကမင်းတို့တိုက်ရင်မင်းတို့ပြည်သူကိုတတ်ပြမယ်ဆိုတဲ့အလုပ်လုပ်တာအဲ့တော့ဒီတိုင်းပြည်ရဲ့ အကြမ်းဖက်တွေကဘယ်လိုလဲဒီနိုင်ငံနဲ့ဒီပြည်တော်ကိုအကြမ်းဖက်တွေကဘယ်ဖွဲ့စည်းလဲကျွန်တော်အမြဲပြောတဲ့စကားရှိပါတယ်နော်တိုင်းသား EOS တွေ PDF တွေစစ်ကြောင်းထိုးလို့ရွာလုံးတို့ထွက်ပြေးရတဲ့ဒီကခင်ဗျားတို့မြင်ဘူးလားကဲကိုဆရာတော့ပါနော်စစ်ကောင်ဆရာတော့ခုဆိုရင်ပြည်တော်နဲ့တော်လိုင်းသမားတွေတော်မခွဲခြားမှုမရှိတော့ဘဲနဲ့မြင်မြင်ရပုံချက်တက်ခမှုတွေဆက်လက်လုပ်ဆောင်နေပြီဆိုတဲ့အကြောင်းကိုပြောဆိုသွားတာဖြစ်တယ်။ဒီချိန်မှာမှကျွန်တော်တို့ဝေဖန်တာတွေလည်းများစွာထပ်ပေါ်နေတာပြတော့မှတချို့တလေကတော့ကျွန်တော်တို့တော်လိုင်းကိုဖြစ်စည်းခြင်းနဲ့စိတ်ဓာတ်တွေနဲ့အငုံစိတ်လေးတွေပါပြောပြတော့မှ ကျွန်တော်တို့ဒီတိုင်းတားလဲနေခိုင်တဖို့ဝင်နေအယူကြီးပါဝင် PDF တွေကနေပြီးတော့မှစစ်ကောင်စီဒီလိုမျိုးလေးကြောင်းတက်ခတ်မှုတွေလုပ်နိုင်အောင်သူတို့ကနေပြီးတော့မှအယုံဆုံးဦးဆောင်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေဒီဝေဖန်ရှုတ်ချမှုတွေလည်းရှိနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဘလို့ပဲပြောပြောကျွန်တော်တို့ကနေပြီးတော့မှလေ့လျှော့လိုက်တာနဲ့စစ်ကောင်စီနေနဲ့ပို့ပြီးတော့မှဖိနေလာမှာဖြစ်တယ်လို့ဒီလိုမျိုးကျွန်တော်တို့ပေါ့နော်စစ်ကောင်စီနဲ့အထူးသဖြင့်သူတို့နောက်ွယ်မှာရှိနေတဲ့တရုတ်ရဲ့ရုရှားနဲ့ပို့ပြီးတော့မှချက်လက်မှုတွေကိုကျွန်တော်တို့ခိုင်းရမှာပဲဖြစ်ပါတယ်ပြည်သူတရားလုံးအနေနဲ့ တို့တို့တော်လိုင်းရေးရောင်နေရဆိုရင်နှီးသက်ထက်နှီးလာတာမို့လို့ဝင်ဝင်ပြီးတော့မှစူးစမ်းကြရင်လည်းအလုံးမြုံမှန်းထားတဲ့အတိုင်း2025နှစ်မခုန်ခင်မှာပဲစစ်ကောင်စီနဲ့ဖစ်ဆီယာနာရှင်စနစ်ကိုဝင်ဝင်ဖြိုချချပါဆိုလို့ပြောရတဲ့ကျွန်တော်ဒီနေ့မှလည်းပိုင်းဗီဒီယိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးချစ်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အလုံးပဲစိတ်ချမ်းသာကိုကျမချင်တဲ့ပြေဆုံးပြီးတော့မှတရားချင်းနဲ့နေ့တည်လေးပိုင်းဆိုင်ချပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းအောင်တောင်းပေးလိုက်ပါတယ်။